အားလုံးပဲမင်္ဂလာပါ Make Your Sanja တူတူရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သူ့နဲ့သူ့နာမည်ကတော့ Make Your Sanja မှာဒါကတော့ Make Momoa Momoa ကြောက်ကာပါ။အဲ Momoa ကြောက်ကာပါ။အဲဒီနေ့သူ့နှစ်ယောက်တင်ဆက်မှာတော့ Over 40ပေါ့နော် Over 40ဆိုလို့စိတ်မစိုးနဲ့အောင်နော်အသက်40အထက်အမျိုးသမီးတွေပေါ့နော်အပြင်သွားတဲ့အခါမှာနှကန်းညီအရာကိုဘယ်လိုရွေးချယ်လဲပေါ့မမော်ပုံမှန်ပေါ့နော်ဟိုအိမ်မာနေတယ်စိုက်မာထိုင်နေဆိုရောဘယ်လိုအရာမျိုးလေးဆိုပြတယ်နှကန်းညီ ြုတ်လို့ရပဲဆိုကြတယ်ပေါ့နော်အဲသူကတော့နှက်ခန်းကြီးပြောနေမလာဘူးသူလည်း40ကျော်ဆိုနှက်ခန်းကြီး အဖျော့ဆိုးလိုက်ရင်တော့ကြာဘာနဲ့တူလဲဆိုလူပမာလိုမျိုးပေါ့နော်အဲ့လိုမျိုးမျက်နှာဖြစ်တတ်တယ်ဖြစ်တော့ကိုကကျတော့နှခမ်းကြီးအယောင်ကျဲကိုကြိုက်တယ်ပေါ့နော်အဲဒီနေ့တော့မမော်ကိုသူကဘာဆိုးပြမလဲဆိုနှခမ်းကြီးညူကာလာလေးလည်းဆိုးပြမယ်အဲအယောင်ရှင်းလေးလည်းဆိုးပြမယ်ပေါ့နော်အဲဆိုလို့ရှိရင်ဘယ်ဟာနဲ့လိုက်လဲပေါ့ပြိတ်တက်ကြီးကလည်းကိုအကိုရောဘာနဲ့လိုက်လဲမတ်လေးတွေမှလည်းဝင်မတ်ပြီးပါအောင်အမျိုးသမီးဆိုအမြဲအလှကြိုက်တယ်လေအမျိုးသမီးနဲ့နှခမ်းကြီးနဲ့ဆိုတာလေဒါခွဲကြလို့မရဘူးသူဆိုလို့ရှိရင်မိကပ်မျက်နှာဘာမှမလဲနေနေမယ်အာနှခမ်းကြီးလေးကတော့ဒါအမြဲတမ်းဆိုးပြတယ်ပေါ့နော်မမော်ဆိုးပြတယ် က်ခံဆိုပြတယ်အပြင်သားအလူသားတန်းသားရောပွဲလမ်းသဖြင့်သားရောဘလို့ရောင်မျိုးလေးဆိုပြတယ်ရှင်းနာရောင်ရှင်းနာလေးဆိုပြတယ်ပေါ့နော်တော့တော့အမြင်ရောင်ရှင်းမယ်ဆိုပြတယ်ကိုကကြတော့ပါလို့ဆိုနှကန်းပါတော့လေ ဟိုဘယ်လိုခေါ်မလဲနှကန်းနေမဆိုးထားဘူးဆိုလို့ရှိရင်ကိုကလူပမာနဲ့တူတာအဲလူကအဲ့တော့ကျတော့ဒီမမော်ကိုအရင်ဆုံးကျတော့ new color လေးဆိုးကြည့်မယ်အဲ new color လေးဆိုတော့ဘယ်လိုပဲဒါကတော့အခုလောလောဆယ်လက်ရှိလိမ့်ထားတာမျက်နှာလေးကိုအနိကက်လေးပြပေးပါအောင်เนาะအဲဒါလက်ရှိလိမ့်ထားတာတော့လောဟောက foundation ပဲလိမ့်ထားပြီးတော့အဲ foundation ပေါ်မှာအဲသူတို့လိုအပ်တဲ့ texture လေးတင်ထားပြီးဖြစ်တယ်လောဟော powder တို့ဘာလို့မလိမ့်ထားပဲねပါပါကြည့်ကြည့် acid look လေးပေါ့เนาะလောဟောကိုဟိုနေရတာလောဟော skin care လေးပဲသုံး ်းပြီးတော့ပေါ့ပါနေရတဲ့ပုံစံလေးကိုเนาะမမော်ဘလို့ခံစားရလဲခုလိမ့်ပေးထားရဆိုတော့ခံစားရเนาะလိမ့်ခါတယ်မတူเนาะလိမ့်ခါတယ်မတူကဲအဲ့တော့သူစပြီးတော့သူ new color လေးစိုးကြည့်မယ်ပေါ့เนาะ new color လေးစိုးကြည့်ရင်ဘလို့နေလဲပေါ့ကဲသူဒီနေ့ဘာយ៉ាងလေးစစိုးလဲဆိုတော့ဒါကတော့သစ်ဝယ်လိုက်တာ bobby brown လေးပေါ့เนาะဒါကတော့နည်းနည်းလေးမျိုးပါတယ်ဒီ new လေးကတော့ဒါကတော့ တိုင်းအောင်ပုံစံနဲ့ပေါ့နော်ဒါကတော့အမျိုးသမီးတွေအဓိကကြိုက်တယ်ပေါ့ဒါကို line မကုတ်နေတဲ့အရင်ဆုံးဆုံးတရားနဲ့အရင်ဆုံးကြည့်ပါမယ်ဒါကတော့ new color ပဲမလေးယူထားပြပါအောင်တော့သူကတိုင်းပါ ူးသွားပြီးမှန်လေးကြည့်လိုက်ပါဦးနော်ဒါကတော့လေအမျိုးသမီးတွေအများတမ်းမထသွားလာသွားတွေလည်းဖြစ်ဖြစ်ပုံမှန်ပဲဖြစ်ဖြစ်ကြအရောင်အရမ်းကြောက်တဲ့လူတွေကြောင့်ဒါလေးပဲစိုးလိုက်တာပေါ့လေဒီဟာလေးကတော့ပုံမှန် ตาหยองนี่อะตาหยองนี่มาเนเนะนี่ညိုယုံนี่ပဲตั้นน่ะนี่ဆိုတော့အားလုံးเนี่ยလိုက်ဖက်တယ်ဒါကတော့အိမ်နေပဲဖြစ်ဖြစ်ထသွားလာသားလေးပဲဖြစ်ဖြစ်အများအတန်းစိုးနေကြပုံစံလေးပေါ့เนาะသူလည်းကြိုက်တယ်ဒါလေးကတော့လောကကြည့်လိုက်ရင်တဘာဝအတိုင်းလေးပဲဟိုမှာအယောင်လေးပါယောင်လေးပဲဆိုတော့အားလုံးလည်းနှစ်တက်လိုက်မယ်လို့ထင်တယ်ပေါ့เนาะဒါလေးကိုတော့ number 1လို့ အာပေါ့နော်ပထမဆုံးစိုးရဲနံပါတ်1အနေနဲ့မှတ်ထားပေးပါအောင်နော်ဘယ်နှခန်းဒီအရာနဲ့အလိုက်ဆုံးဆိုတာလည်းမှတ်ပေးပါအောင်ကိုကိုရန်အကြိုက်ဆုံးအရာနဲ့ဘာအရာလေးဆိုတာလည်းမှတ်ပေးပါအောင်နော်ဒါကြီးအောက်မှာပေါ့သူ့ရဲ့ဒီအဗီဒီယိုလေးအောက်မှာ sharing လုပ်ကြပါပေါ့ကိုကတော့အရင်ကြိုက်တယ်ကိုကတော့အလူကြိုက်တယ်ဘယ်လိုလေးဆိုရင်လားကဲအားဆိုရင်တို့ဒီနှခန်းဒီ new color လေးကိုတို့ကထပ်ပြီးတော့ line လေးကွက်ကြည့်မယ်ဘယ်လိုလေးနေမလဲပေါ့နော်ဒါကတော့ charlotte လေးပါ လိုင်းလေး copy ထားရင်ပြန်ပြီးတော့စုတ်တံလေးနဲ့ဖြီးဖို့မမေ့ပါနဲ့ဒီအယောင်လေးကလေသူ့ရဲ့အကြိုက်ဆုံးအယောင်လေးမှာလေ နှာခမ်းကြီးကိုအအညိုရောင်လေးကို line လေးကုတ်ပြီးတော့ဆိုးလာပါတော့။ပြီးရ glass လေးနဲ့လည်းပြန်လာပါတော့။ခုန new color နဲ့တော့တော့မတူတော့ဘူး။အဲသူ့ရဲ့ဥစ္စာတွေဒါလေးကဆူဆူလေးနဲ့ပတ်ပတ်လေးဖြစ်သွားတော့မယ်။အင်္ဂုတ်ကလေးနဲ့ဆိုတော့လေနှခမ်းပုံလေးကပိုပေါ်သွားပြီးတော့ပိုလာသွားပေါ့နော်။ကြည့်ကြည့်ပေးကြအောင်မမော်ကြည့်လိုက်ပါအောင်။နော် တကူတကူတစင်းတစင်းချင်းနဲ့လေအရသာပိုရှိလာတယ်ပို့ပြီးတော့ဟိုပိုသဘောကျစရာဖြစ်လာပေါ့နှခမ်းလေးကထင်းထင်းလေးနဲ့ဖူးဖူးလေးဖြစ်လာပေါ့နော်အဲဒါလေးကတော့ဒါအညိုလေးကိုအညိုလေးနဲ့ line ကော့လိုက်တာပေါ့အဲ line ကော့ခဲတဲ့နယ်လေးဆွဲလို့ရသလိုနှခမ်းညီဒီလိုမျိုးဘူးတွေနဲ့လည်းစောက်တန်နဲ့လည်းဒါဆိုးလို့ရပေါ့တော်တော့ဒါနှခမ်းညီ ခဲရနေတယ်ဒါ new color လေးပေါ့နဲ့ထပ်ခေါ်လိုက်တာဒါလေးတော့တော်တော်လှတယ်ဒါနဲ့လည်းတော်တော်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းအမျိုးသမီးတော်တော်များများဒါကြိုက်နေတတ်မယ်လို့ထင်တယ်ပေါ့နော်ဒါလေးရော number 2လို့အနောက်မှတ်ထားပြီးတော့2ကြိုက်တယ်ဆိုတော့2လို့လည်းမှတ်ပေးပါအောင်စိုးနေကြကျမတော့ number 2လေးစိုးနေကြဆိုလို့ရှိရင်လည်းဝင်ပြီး sharing လေးလုပ်ပေးပါအောင်နော်ကဲအားဆိုလို့ရှိရင်တို့နောက်နောက်နှက္ခန်းကြီးတွေအောင်တော့ကိုနှက္ခန်းကြီးတွေဖြတ်ပါမယ်နှက္ခန်းကြီးဖြတ်တဲ့အခါမှာတော့ကိုယ်ကရွှေတ िश ူးလေးကိုပဲတုံးပါတယ်ရွှေတ िश ူးလေးက ခုန new new color လေးရော new color အညွန်နဲ့ line cutter ကိုပြီးပြီဆိုတော့သူတို့ပန်းရောင်ကြီးစိုးကြည့်မယ်ပေါ့နော်ပန်းလူရောင်လေးနဲ့လည်း light တက်လာဘလို့လဲပေါ့သူကတော့အာမျိုးသမီးလိုင်းကတော့အရောင်တိုင်းနဲ့လိုက်ပါတယ်ဘာလို့ဆိုတော့ makeup လေးမျိုးဆိုလို့ရှိရင် makeup ဆရာလည်းကာလာပေါင်းစုံနဲ့အဲသုံးခွေတော့ဒါမှမဟုတ်ကောင်ကိုအိမ်မှာသုံးမှုဆိုလည်းကောင်ကိုနှက်ခန်းတရာတော့အများရွယ်ဝဲကြတယ်เนาะမျိုးသမီးတယောက်မှာအ ਨੇ ဆုံးနှက်ခန်းတရာ၄-၅ရောင်တော့ရှိရယ်ပေါ့နော်အဲ့တော့ဒီမှာအ new color လေးစိုးရမယ်ဒါကတော့ Ancillary ပါဒီရောင်နဲ့လည်းအရှင်းလာတယ်เนาะဒါကလေ ဟိုတချို့ကြာဒီလိုအရာနုရင်တိတ်မစိုးရဲကြဘူးเนาะဒါပေမဲ့နှကန်းနေနုနုလေးဆိုရင်လည်းလူကနုနုဖက်ဖက်ကလေးတော့ဖြစ်သွားတယ်ဒါပေမဲ့အရန်အရာနုရင်ကြောက်လဲဖြောဆက်ဆက်ကြီးဖြစ်တတ်တယ်ပေါ့เนาะအဲ့ဒါလေးတော့တတိထားဖြောဆက်ဆက်ကြီးဖြစ်တတ်တယ်ဒါလေးကိုကင်ဆယ်ကြည့်ရအောင်ဒါလေးကိုအရင်ဆိုပါမယ်ဟောနောက်လည်းဒီအရာလည်းတော်တော်လားပဲ 嗯、大家里那多少嗯，你养的那多少万？ อืมဒါလေးကတော့တန်းအောင်လေးပေါ့เนาะကြည့်ပါဦးမမဘယ်လိုနေလဲဒီအောင်လေးတော့ဆိုက်တယ်เนาะဒီအောင်လေးလည်းနှာเนาะဒူโอလေးလင်းသွားပါเนาะတော့လင်းပြီးနှုတ်ထွက်သွားပါเนาะပန်းနှုတ်အောင်လေးဆိုသူလည်းအားသဘောကျတယ်ဒီလိုအောင်လေးဆိုလို့လို့ရှိရင်ပို့ပြီးတော့လေငယ်ွားခံစားရတယ်ငယ်ွားခံစားရတယ်ပေါ့เนาะကိုကိုရိုင်းလည်း အဲ့လိုပန်းလူရောင်လေးဆိုသူတို့သမီးတွေအများစုဆိုးပေးဖြစ်တယ်ဘာလို့ဆိုတော့မိန်းကလေးတည်းကလူလူညံ့ညံ့လှလှပပလေးဖြစ်တယ်လို့ခံစားရလို့ပေါ့နော်ဒီရောင်လေးလည်းအရင်ကအဲ့ဒီရောင်လေးကိုကြည့်ပြီးတော့ဒါလေးတော့နံပါတ်3လို့လေးမှတ်ပေးလို့နော်သူပြေဒါလေးကို line ကုတ်ပြပါမယ် line ကုတ်ကလေးနဲ့ဆိုရင်တော့ဘလို့လဲပေါ့နော်အဲထပ်ပြီးခုနကလိုထပ်ပြီးပိုကြိုက်သွားမလားပေါ့နော်ဒါကတော့ line လေးကုတ်ပါမယ်အရင်အရောင်တော့မရင်ဘူးပေါ့နော် ဒါကတော့ Mac ပါလေလာပြင်းသွားတယ်ပန်းရောင်ကလေအရန်ကြီးအရန်ပန်းစီလိုပါလို့မဖြစ်ရင်မရဘူးတောင်းတောင်းပန်းရောင်တော့ဆိုရင်အမျိုးသမီးတိုင်းနဲ့တိုက်ပါတယ်သူ့ရဲ့ယူရချစ်ရတဲ့မိတ်ဆွေလည်းဘလိုရောင်လေးတွေတုံးနေအမားတော့ဘာရောင်စိုးနေလဲဘယ်နှခမ်းကြီးဘလိုရောင်လေးဆိုတာလည်း အမျိုးသမီးချင်းပေါ့နော်သူရဲ့ YouTube ကချင်းရတဲ့အမျိုးသမီးချင်းတွေ sharing လုပ်ပေးကြပါအောင်ဒီအောင်ဒါကတော့ခုနကထက်ကာလာလေးပိုရှင်းသွားပြီပေါ့နော်9 coat လိုက်တယ်ကာလာလေးပိုရှင်းလိုက်တယ်ပြီး gloss လေးထပ်တင်လိုက်မယ် gloss ကလည်းဒီရောပါပဲရှင်စုတ်တံလေးတွေကိုအယောင်မကူအောင်တုတ်ပြရအောင်ဟဲ့ဘုမို့စုတ်တံအယောင်ကွဲပါတယ်ပို့ ဘယ်မှာကြည့်ကြည့်လိုက်ပါအောင်လို့နေလဲဆိုလိုက်ကိုလိုက်တော့လေအားလုံးပို့ပို့ပြီးတော့လေကြည့်လို့အယောင်ပူတက်သွားပါဘောနော်ထင်းချင်းလေးလေးပို့ချက်ပြောကြတယ်တခုဒီနေ့လိန်တာမိတ်ကလွတ်ကလည်းလောကဖြစ်ဖြောပါပါကြည်ကြည်လေးဆိုတော့နှက်ခန်းညိုပဲအဓိကထားပါဘောနော်များသောအဖြစ်အလည်း ဟိုနေ့တိုင်းမကက်ဆန်နဲ့သွားလိမ့်တော့ဘာအင်းကြီးနေစာဒူဝပဲလေကိုကဟိုပဲအဲအရှယ်လေးထည့်တယ်ပြီးလို့ရှိရင်မျက်တောင်လေးကော့တယ်ပါနီတွေပါပါလေးတင်ပြီးရင်ကိုနေ့တိုင်းအလုပ်သွားတယ်ရုံသွားတယ်ကြောင်းသွားတယ်စသည်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုနှခမ်းညီမျိုးလေးတွေနည်းနည်းလေးအယောင်တောက်ရင်တော့သူကပို့ပြီးတော့လိုက်မယ်လို့ပို့ပြီးတော့ထင်ပါတယ်နော်ကြည့်ကြည့်ပါအောင်ကြက်ရလားနော်ဒါလေးလည်းနားနော်ပို့လိုက်တော့ပို့လိုက်တော့လေပို့ပြီးတော့လေနှခမ်းလေးဖူးပြီးတော့ထွက်သွားပါတော့နော်ကဲအဲ့ရောနောက်ဆုံးတရအရင်ဆုံးကိုဆိုးပြမယ်ဘာយ៉ាងလေးဖြစ်မဲ့ထင်လဲစက်ကြည့်ပြပါအောင်နော် ကဲခုဆိုလို့ရှိရင်တော့နောက်ဆုံးနံပါတ်5ပေါ့เนาะစိုးမယ်အယောင်ထဲတော့အများကြီးပဲစိုးပြမယ်ဆိုတော့ဒီနေ့တော့ဒီနေ့မဟုတ်နှစ်ရက်သုံးရက်လောက်ကိုစိုးရအောင်ပါเนาะဒါပေမဲ့အဓိက new color လေးစိုးမယ် new color ကိုအညိုလေးနဲ့ line copy စိုးမယ်ပြီးတော့ရှင်ပန်းရောင်လေးစိုးပန်းနူလေးစိုးမယ်ပန်းနူလေးကိုပန်းအရင်လေးနဲ့စိုးမယ်အခုနှစ်ခန်းနေရဲ့နောက်ဆုံး ဟိုဘယ်လိုခေါ်မလဲအရင်ဆုံးအကြောင်းလို့လည်းပြောလို့ရရပေါ့နော်အနီရအနီရဲရဲလေးစိုးပဲပေါ့နော်နှာခမ်းကြီးအားလုံးထဲမှာစိုးရတာအခက်ဆုံးကနှာခမ်းကြီးအနီရောင်ပဲတချို့ဆိုလို့ရှိရင်လုံးဝကျမနှာခမ်းကြီးအနီရဲနဲ့မလိုက်ဘူးကျမနှာခမ်းကြီးလို့တချို့ဆိုလို့ရှိရင်နှာခမ်းကြီးအရောင်အနီရဲဆိုကြောက်တယ်ဆိုအမျိုးသမီးအများကြီးပဲနော်နှာခမ်းကြီးအနီကိုကြောက်ဒါပေမဲ့တကယ်တမ်းနှာခမ်းကြီးအနီရလေးအရန်လာရင်နော်ကိုစိုးရက်ဖို့ပဲလိုတယ်အရန်ကြီးရဲဆိုကွာချုံစိုးတာတော့ဘာလို့ပေါ့နော်အဲ့ဒါလေးကတော့ကိုစိုးကြည့်ပြီးနေ့တိုင်းလေးကျက်မှပဲရမှာပေါ့နော်ကဲအဲ့တော့နှာခမ်းကြီးအနီရဲလေးကိုစိုးမယ်သူလည်းနှာခမ်းကြီးအနီရဲ ဲဆိုတာကိုကတော့သူ့ရဲ့ပြိတ္တတရားတော့အကုန်သိမှာပါကိုနှခမ်းဒီအနီရဲဆိုတာကိုကြိုက်တယ်ဆိုတော့ကဲနှခမ်းဒီအနီရဲလေးဆိုမယ်မမော်ဘလို့လာအောင်လဲဆိုအောင်နော်ကြည့်ပေးပါအောင်အနှခမ်းဒီအနီရဲကြိုက်တဲ့သူတွေရှိရဆိုရှင်လဲကျမတို့နှခမ်းဒီအနီရဲပေါ့နော်ဒီရောကနံပါတ်ဘလောက်ကိုကြိုက်တယ်အမက်ကဘလောက်ကိုကြိုက်တယ်ဆီဖိုရာဘလောက်ကိုကြိုက်တယ်စသည်ဖြင့်ပတ်မကကဘလောက်ကိုကြိုက်တယ်ပေါ့နော်မှန်ပေးပါအောင် โอ้เอาละคันนี้ปี้ออกเลยตลอดโหล่าเลยจริงป่าวละคันนี้ก็ฟูวิโซอีนาเลยเนาะละคันนี้ก็ฟูวิโซอีนาเลย က်ပြီးတစ်ဖက်ပြီးပြေးလာပြီးရန်မှာ opportunity ပြီးသွားတော့ပိုလာလာတချမ်းပဲကြံတော့တယ်တတော်လာနှကန်းนี่အနည်းရဲ့ထုံးစံဟန်လေးသူကလေဆိုတိုင်းကို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 ဆိုယုံကြည်မှုရှိရအဲငါနှကန်းนี่လာလိုက်တာဆိုယုံကြည်မှုရှိရပေါ့နော်အရင်ကြိုက်တယ်ဆိုတော့နှကန်းนี่อ่ะเนาะသူတို့ဒီလို ဆုတ်ပြန်တယ်လေဆိုလို့ရတယ်လို့ခဲရံနဲ့လက်တန်နဲ့လူကလည်းခဲရံနဲ့ဆိုလို့ရကိုကတော့ make up ဆရာဆိုတော့ make up artist ဆိုတော့အဲဒီဆုတ်ပြန်တယ်ဆိုတာပိုအားတက်မှာပေါ့နော်တော့ shop ဆိုတာဒီနေ့လိန်လာတဲ့ make up လို့ပါပါစစ်တီလေးကိုကြိုက်တယ်ဆိုလို့ရှင်လေမတ်မာမတ်သူ့လိန်ပြပါလို့မတ်ခဲ့ပြောသူ့လိန်ပြမယ်နော်诶。Okay. ဘိုးကြီးပြောမှာမှန်လေးကြည့်ကြည့်လိုက်ပါအောင်ဘယ်လိုနေလဲဆိုတာအေးအရင်ကြိုက်ကြတာလေးဒီအောင်ဟိုခိုင်းကျတော့ဖြော်လေးတွေပဲဆိုတာဆိုတော့ဒီအနီအောင်လေးဆိုလိုက်တော့ကျတော့အနီအောင်ကြိုက်တယ်နော်အနီအောင်ကြတယ်လုံးဝ confidence ရှိစရာပေါ့နော်ကိုယ့်ကိုကြည့်လိုက်ပြီးဆိုတော့ဟဲ့ငါနှကန်းနေအနီလေးနဲ့လိုက်တာနောက်ဆုံး make up ဘာမှမလိမ့်နဲ့ဘူးမျက်နှာပြောင်းနေနှကန်းနေအနီဆိုရင်ကိုကိုလာပါဒါလည်းတော့ number 5ပါအကဲပေါ့နော် ကိုကအယောင်နုကိုကြိုက်တာလားအယောင်ရင်းကိုကြိုက်တာလားလဲမှတ်ပေးကြပါအောင်သူကတော့အနီရဲလေးကိုလည်းကြိုက်ပါတယ်ပြီးရင်အတိုက်ပဲတစ်ခုရောက်တဲ့အမျိုးသမီးတွေအားလေးပို့ပြီးတော့အယောင်ရင်းနေဆိုတာဟုတ်ပို့လိုက်တယ်လို့တော့သူကခံစားရတယ်ဒါပေမဲ့လည်းအာကိုရဲ့အကြိုက်ပေါ်မူတည်ပြီးတော့လည်းညူလဲဆိုလို့ရတယ်ပန်းလဲဆိုလို့ရတယ်ဒါပေမဲ့တော့အယောင်ရင်းနေဆိုတော့ပို့လိုက်တာပေါ့နော်သူတို့အနီမျိုးမှမဟုတ်ဘူးပန်းစီလိုမျိုးလဲဆိုရင်ရတယ်ခရမ်းပုတ်လိုမျိုးဆိုမဲ့ဆိုရင်လည်းပွဲနဲ့လူနဲ့နေရာနဲ့လိုက်ပြီးတော့ပေါ့နော် စိုးလို့ရပါတယ်အဲဘလို့ရောင်မျိုးလေးကြိုက်တယ်ဘလို့မျိုးလေးဆိုးပြစ်တယ်ဆိုတာကိုလည်းအဲဘလို့နှခမ်းညမျိုးလေးဆိုးပြစ်တယ်ဆိုတာလည်းသူ့ကိုမှန်ပေးပါအောင်နော်အအမြဲတမ်းလည်းဒီလိုမိတ်ကပ်လေးနဲ့ block လေးတွေကိုတင်ဆက်မှာဖြစ်လို့သူ့ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ထားပေးပါအောင်ဒါကတော့အမောင်ရောင်ကမိတ်ကပ်ပညာရှင်မမော်ပဲဖြစ်ပါတယ်သူနဲ့သူတက်ဆက်ပြတာကတော့အာ over 40လို့တော့အပြင်မှာမခေါ်နဲ့တော့ငယ်တာကိုကြိုက်တယ်အဲဒါလေးကတော့အပျော်လေးပါအဲသူ့ရဲ့ YouTube channel လေးကိုလည်းကြည့်ပြီးတော့စိတ်ကျေနပ်မယ်လို့ထင်ပါတယ်ဆိုတော့ makeup ပညာရှင်ကြီးမောင်ဆန်းချောင်းမှာအမြဲတမ်းဒါမျိုးတက်ဆက်မှုလေးတွေလည်းတက်ဆက်မှာပဲဖြစ်ပါတယ်နိ link ထားတဲ့ makeup look လိုမျိုးပါပါကြည့်ကြည့်လေးပေါ့နော်လုံးဝဆွဆူလေးလိမ့်လို့လိမ့်ထားမှမသိတဲ့ makeup ပုံစံလေးကိုကြိုက်တယ် ကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းမန့်လေးတွေမှာမန့်ပေးကြပါအောင်နောက်ပြီးဝမ်းများစွာမှာစုံပါမယ်စကားပြောမိုင်းပိုင်းတက်ဆက်ပုံမိုင်းပိုင်းလည်းခွန်းလို့ပါနော်အာတက်ဆက်ပုံပေါင်းများစွာနဲ့ပြန်လာကြပါအောင်ပဲတက်